စာလံကျမ်းအခန်းကြီး20ဘီအန်ဒီရောက်တော်ကာလ၌ထာဝရဖျားသည်ကိုရော့စကားကိုနားထောင်၍ယာကုပ်၏ဖျားသခင်နာမတော်သည်ချီးမြှောက်တော်မူပါစေသောတန်ရှင်းရာဌာနတော်တဲကကူညီ၍ဇိအောင်တောင်ပေါ်ကထောက်ပင့်တော်မူပါစေသောကိုရော့ဤပူဇော်တကအလုံးစုံတို့ကို အောက်မေ့၍ မိရှုသောရှစ်ကိုလက်ခံတော်မူပါစေသောကိုရောဤစိတ်အလိုရှိသည့်အတိုင်းပေးသနာ၍အကြံစီတော်ရှိသည်မြတ်တို့ကိုပြည့်စုံစေခြင်းကပြုတော်မူပါစေသောကိုရောဤကဲတင်ခြင်းကြောင့်အကျွန်ုပ်တို့သည်ဝမ်းမြောက်၍အကျွန်ုပ်တို့ဖယားသခင်ဤအခွင့်နှင့်အလံကိုထူကြလိမ့်မည်။ထာဝရဖယားသည် ကိုရောဆုတောင်းသည်များအတိုင်းကျေးဇူးပြုတော်မူပါစေသောထာဝရဖရာပေးတော်မူရဲ့ပိတ်သိက်ခံတော်သူအားကဲတင်တော်မူကြောင်းကို၎င်းလက်ရလက်တော်ကဲတင်ခြင်းအစွမ်းနဲ့ထိုသူဤစကားကိုတန်ရှင်းတော်ကောင်းကင်ပေါ်မှာနာထောင်တော်မူကြောင်းကို၎င်းယခုငါတည်၏အချို့သောသူတို့သည်ယထာကို၎င်းအချို့တို့သည် မြင်းကို၎င်းချီးမွမ်းတကြ၏ငါတို့မှုကငါတို့ဖျားသခင်တီးဟုသောထာဝရဖျား၏နာမတော်ကိုချီးမွမ်းကြလိမ့်မည်သူတို့သည်နှိမ်ချ၍လဲလက်ရှိကြ၏ငါတို့မှုကထ၍မတ်တက်နေကြ၏အိုထာဝရဖျားမင်းကြီးကိုကဲတင်တော်မူပါအကျွန်ုပ်တို့ခေါ်သောအခါနားထောင်တော်မူပါ